မင်္ဂလာပါကျွန်တော်တော့ဆီယမင်းတက်ဖြစ်တယ်ဒီနေ့လဲစည်ရင်ပညာရဲ့အရေးပါပုံ certificate တင်နစင်လက်မှတ်တွေအောင်လက်မှတ်တွေရဲ့အသုံးဝင်ပုံကိုရှင်းပြမှာဖြစ်တယ်သူမြန်မာပြည်မှာကကြတော့အရေးချင်းရှိဖို့ထက်လက်မှတ်ရဖို့ကဦးစားပေးနေကြတယ်အဲ့ဒါကြောင့်အလုပ်ရဖို့ခက်တယ်ဆိုတော့ကအဲ့ဒါကြောင့်ဖြစ်သွားတာဒီရင်းမှာပေါ့နော်ကိုနေတဲ့နိုင်ငံမှာကိုကအလုပ်ရဖို့ခက်နေတာကတကယ်တမ်းကလက်မရှိရတဲ့အနေနဲ့မရနိုင်တာကို့မှာအဲ့ဒီကိုကင်ထားတဲ့လက်မှတ် နဲ့ဆိုင်တဲ့ကြွန့်ကျင်မှုအရေးချင်းတက်ကြွမှုမရှိလို့အာမရှိတဲ့ခါကျတော့ကိုကိုကိုတိတယ်လေမရှိတော့မရှိတော့အလုပ်ကြီးမလျှောက်ရဲကြတာလည်းဖြစ်တယ်နော်လျှောက်တဲ့ခါကျရင်လည်းလက်တွေ့ဘာမှမလုပ်နိုင်တော့အလုပ်မခံတာလည်းရှိတယ်အဲ့တော့ပိုးစိုးတာကနိုင်ငံခြားတွေတွားတော့ပိုးစိုးတာပေါ့နိုင်ငံခြားတွေမှာတော့တို့အရင်မတိခင်တော့ကပေါ့နော်မတိခင်တော့ကမြန်မာပြည်ကဘွေးလက်မှတ်တွေအဆင်မြင့်ဘွေးလက်မှတ်တွေနဲ့စင်ကာပူတို့ဘာတို့တွေမှာအလုပ်လျှောက်တဲ့ခါမှာတို့က အာမြန်မာပြည်ကဒီလိုဘွဲ့မြင့်မြင့်တွေပေါ့နော်လာပြီးတော့ဒီမှာလဆာနေနေနဲ့အလုတ်လာရှောက်တယ်ဆိုတော့တို့အလုတ်ခန့်တယ်ခန့်နဲ့ခန့်ပြီးတော့တို့စိတ်ယုံမှာကင်တွယ်စမ်းသက်ကြည့်တော့ဘာမှမလို့တော့ဘူးဘာမှမလို့တော့အဲ့တော့ပြန်ပို့ရတာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာနိုင်ငံတကာလည်းတိလာတယ်လက်မှတ်သားရှိတယ်တကယ်လို့တဲ့သူကနဲတယ်ဆိုတော့တို့တိသွားတဲ့အခါမှာနောက်ပိုင်းကျတော့အဲ့ဒါဘယ်လိုနာမည်ကြီးသွားလဲဆိုတော့မြန်မာပြည်ရဲ့လက်မှတ်တွေကဘယ်နိုင်ငံမှာ အတိမမပြုတ်ဘူးဆိုပြီးတော့ဖြစ်လာတကယ်တမ်းကအတိမမပြုတ်တာမဟုတ်ဘူးနော်ကိုယ်ကြိုင်ထားတဲ့လက်မှတ်နဲ့ဆိုင်တဲ့ရည်ချင်းကိုမှရှိတာဒါပဲဆိုတော့တကယ်ရှိတဲ့သူရှိတယ်အဲ့ဒါတော့အလုံးရကြတယ်နော်ပြည်နိုင်ငံတွေမှာအဲ့ဒါကြောင့်လက်မှတ်တစ်ခုချင်းစီတိုက်ကရည်ချင်းတယ်အခုတစ်ပြေကျွန်တော်အထက်တန်းထိရှစ်တန်းထိပဲတင်တယ်ဆိုအဲ့ဒီရှစ်တန်းရဲ့လက်မှတ်ကတော်တော်လေးတုံးမယ်ပြီးရင်ဆယ်ရန်တီပဲရောက်တယ်ဆိုလဲဆယ်ရန်အောင်မယ်ဆိုအောင်လက်မှတ်ကလည်းတော်တော်လေးအောင်ဝင်တယ်အဲ့ဒါကြောင့် ိုပြီးတဲ့လက်မှတ်တွေကိုတိတ်ချခိုင်းမယ်။နိုင်ငံခြားတွေကြောင်းဆက်တက်မယ်ဆိုရင်အဲဒီလက်မှတ်တွေကိုကျွန်တော်အင်္ဂလိပ်လို notary ဘာသာပြန်ထားပြီးတော့လဲရှိထားတင်တယ်။အချိန်မရွေးတုံးလို့ရအောင်။တချို့တွေကပြောတယ်ပေါ့နော်။မြန်မာပြည်ရတဲ့လက်မှတ်ကဘာမှတုံးလို့ပြန်အောင်လို့ပြောကြတာ။တကယ်တော့အဲ့လိုမဟုတ်ဘူး။ဥပမာအခုမြန်မာပြည်နေဆယ်ရက်အောင်တဲ့တူကခြိုက်တဲ့နိုင်ငံသွားပြီးတော့ကျောင်းဆက်တက်လို့ရတယ်။ဥပမာ तू ကအင်္ဂလိပ်စာ ကောင်းတယ်ဆိုရင်သူများနိုင်ငံမှာနိုင်ငံခြားနိုင်ငံမှာ university first year နဲ့တန်းတက်လို့ရတယ်ဒါကြောင့်အင်္ဂလိပ်စာမကျွမ်းရင်လည်းအထက်တန်းအဆင့် level တစ်ခုကိုပြန်တက်ပြီးရင်သူကျတဲ့ major ဆက်တက်လို့နေရတယ်မြန်မာပြက်လက်မှတ်ကိုအတိမအတိမမပြုတ်ဘူးဆိုပြီးတော့နိုင်ငံခြားရောက်တော့မြန်မာပြက်ဆက်လက်အောင်ပြီးသားကိုသူငယ်သားနိုင်ငံခြားမှာသူငယ်သားနဲ့ပြန်တက်ခိုင်းတယ်ဆိုတော့မရှိဘူးเนาะအဲ့တော့အဲ့လောက် ठी ဒါပေမဲ့အလုပ်ကြတော့ရဖို့ခက်တာတခုပဲဘာဖြစ်လို့လဲဆိုတော့ကိုယ်မှာအဲ့ဒီကျွမ်းကျင်တဲ့အရာမရှိလို့တာဖြစ်တယ်เนาะအဲ့ဒါကြောင့် အထင်သေးလို့မရဘူးမြန်မာပြည်ရဲ့လက်မှတ်တွေကိုအခြေပေးပြီးတော့ပိုက်ဆံမြိုက်ပြီးတော့ကုံထားတဲ့လက်မှတ်တွေတော်တော်လေးအသုံးဝင်တယ်ဆိုတော့ပြောချင်တယ်ကိုကအသုံးဝင်အောင်နော်အသုံးဝင်အောင်ကိုကမသုံးတတ်တာမလုပ်နိုင်တာပဲရှိတယ်အဲ့တော့ကြောင်းဆက်တက်ဖို့ပါ냐ဆိုရင်မြန်မာပြည်ကပြီးတဲ့ဆယ်ရက်အောင်လက်မှတ်မြန်မာပြည်နဲ့ရထားတဲ့ဘွဲ့လက်မှတ်တွေလို့တယ်အမမြန်မာပြည်မှာဘွက်ဘချလာရထားတယ်ဆိုရင်အဲ့ဒါကိုဘာတော့ပြန်ပြီးတော့တုံးမယ်ဆိုနိုင်ငံခြားမှာကိုကမာစတာတယ် ပန်းတက်ခြင်းနဲ့တက်လို့ရတယ်မကိုကကို့အတွက်ကမြင့်မယ်ဆိုရင်လည်းဘက်ချလာဘယ်ပြန်တက်လို့လည်းရတယ်နော်ဒါပေမဲ့လိုအပ်တဲ့ဟာပေါ့နိုင်ငံခြားမှာကြတော့အင်္ဂလိပ်စကားပြောတဲ့ခါကြတော့အဲ့ဒီ test တို့တို့ဖန်တို့လိုရတာရှိမယ်ဒါပေမဲ့ဆိုလိုတာကမြန်မာပြည့်ရခဲ့တဲ့ဆယ်တန်းလားဘက်ချလာလားဒီလက်မှတ်တွေတော့၃ကို၃ရတာပဲအဲ့ဒီအတိုင်းပဲကျတော့ဒီ RCCI ကနေပေးတဲ့အောင်လက်မှတ်တွေ ACCA ကနေရတဲ့အောင်လက်မှတ်တွေ ဒါမှမဟုတ်တခြားနိုင်ငံတစ်ခုခုကနေကျွန်တော်မြန်မာပြည်နဲ့စာပွဲဖြည့်ပြီးတော့ရတဲ့လက်မှတ်တွေပဲတော်တော်လေးအသုံးဝင်တယ်เนาะတော်တော်လေးအသုံးဝင်တယ်ဥပမာကျွန်တော်မြန်မာပြည်မှာအစိုးရဝန်ထမ်းဖြစ်ဖြစ်ကုမ္ပဏီမှာဝန်ထမ်းဖြစ်ရှောက်ရဲ့အခါမှာကိုရှောက်မဲ့အရာကရုံးစရေးလားဒါမှမဟုတ်ရင်ငွေကြေးလားမန်နေဂျာလားရုံးအုပ်လားတခုခုပေါ့ဒါပေမဲ့သူတို့တောင်းတာကဘာလဲဆိုတော့ဆယ်တန်းအောင်ရမည်ဒါမှမဟုတ်ဘွက်တခုခုရရမည် မစရင်ကင်ဆိုရင်စရင်ကင်နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှု professional ဖြစ်တဲ့လက်မှတ်တစ်ခုလိုတယ်ဥပမာ certificate ပေါ့နော် diploma ဖြစ်ဖြစ် SCCA ကနေပေးတဲ့ certificate diploma တစ်ခုခုရရမယ်ပြီးမြန်မာပြည်ရဲ့ voice တစ်ခုခုရရမယ်ဆိုတော့လည်းပါတယ်တကယ်ကကိုက SCCA လက်မှတ်ရပြီလေနော်ဒီဟာနဲ့ပဲလုံပါလေဟို voice တွေပါလေလိုသေးလို့လားလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ကြောညာတွေအလုပ်ခေါ်စာတွေချိန်လိုက်ရင် voice တစ်ခုခုရရမယ်ဆရာအောင်ရမယ် အဲကိုလုံးမဲ့အလုံးနဲ့မဆိုင်နဲ့ခုနပညာရေးချင်းကိုပါတောင်းနေတာတွေ့ရတယ်။အဲဒါနဲ့သူနိုင်ငံတကာမှာလည်းအဲ့လိုမျိုးတမချက်တွေရှိတဲ့အခါမှာအထူးသဖြင့်အင်္ဂလန်နဲ့အင်္ဂလန် UK နဲ့ဒီ US တွေရဲ့ထုတ်ပေးတဲ့လက်မှတ်တွေနော်သူကကမ္ဘာမှာကအုပ်စုကြီးနှစ်စုခွဲ US နဲ့ UK အဲ့နှစ်ခုပဲ။ဘာလို့ဆို UK ကနေသူတို့က UK တစ်ခုလုံးပြီးကနေဒါနဲ့ Australia ထိပါသူတို့ကမိုးထားတယ်။ အဲကြောင့်အရင်ကအင်္ဂလိပ်ဒီကိုလိုနီပြုတ်ခဲ့တဲ့နိုင်ငံတော်တော်များများကဒီ UK ရဲ့ပြည်ထဲစနစ်တွေကတော့မိုးတယ်။ပြည် US ကတော့တတ်တာပြည် US ကတော့သူသူရဲ့မဟာမိတ်နိုင်ငံတွေမှာ US ရဲ့အပြစ်မပြုတ်လေရှိတယ်။အဲအဲ့လိုမျိုးပေါ့နော်။သူတို့ပြည်ထဲစနစ်ကတော့သွားတယ်။အဲ့ခါမှာအဲ့ဒီနှစ်ခုပေါ့။အဲကြောင့်အဲ့ဒီ US မို့ UK ကနေထုတ်ပြတဲ့လက်မှတ်တစ်ခုခုဒါခင်ဗျားမှရှိရဲ့။ဒါက international qualification လို့တမလို့ရတယ်။အခုနောက်ကကျွန်မြန်မာပြည်တွင်းမှာအလုပ်တစ်ခုခု ရှောက်မယ်ဆိုရင်ဆယ်နဲ့အောင်လို့မဟုတ်ဘွေလည်းမတစ်ခုခု plan နဲ့ကနိုင်ငံတကာနဲ့အရင်မှပန်းချင်ပြီဆိုရင်ခုနပြောတဲ့ UK တို့မဟုတ် US တွေရဲ့ limit တစ်ခုခုလို့အပ်တယ်